ရွှေပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကန်ဟဲရရွာမှာရာသီဥတုပူပြင်းပြီး တဲနှုံများပြည်နေရကြောင်းရေခမ်းချောက်ပြီးဂုံးခေါင်ခေါင်ဖြစ်နေကြောင်းသတင်းရရှိပါသည်။အဲ့လိုဖြစ်နေသည့်မှာဖေဖော်ဝါရီလတွင်ပိုဆိုးလာခြင်းဖြစ်ကြောင်းဟဲရရွာမှကျေးရွာသားများကပြောကြားပါသည်။အဲ့လိုဖြစ်ရခြင်းမှာ2024ခုနှစ်အောက်တိုဘာလတွင်စံချိန်တင်ရည်ကြီးမှုဖြစ်စဉ်ကြောင့်အင်းဒိန်ဘက်မှတောင်ကြားချောင်းရည်များဆင်းစင်ခြင်းကြောင့်တဲနှုံများပိုးချမှုများလာခြင်းကြောင့်ကြေးရလမ်းများသွာလာမရအောင်ခန်းချောက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ တောင်ကျေးကျေးရွာကျိုးစင်ကြီးကျေးရွာနေဟေးရွာရွာမှစတဲ့အင်းဒီကဲအနောက်ဘက်ချမ်းရှိကျေးရွာများတွင်အင်းဒိန်ချောင်းတိန်နှုံပုချခြင်းကြောင့်မြေထုတက်လာခြင်းဖြစ်ကြောင်းသိရပါသည်ဟေးရွာရွာမှကျေးရွာလမ်းဖြစ်တဲ့ရေပေါ်စေးသွားလမ်းတွင်ဗဟိုများဖြင့်တူပေါ်ထတာကြောင့်အနေငယ်ရေပြန့်ရှိလာပြီးဆက်လီများသွားနိုင်တာကိုလည်းမက်လာစကြဝဠာနေမှာမြင်တွေ့ရပါသည် ကျေးရွာတွင်သွာလာတဲ့လမ်းများမှာဒိန်းနှုံများဖြင့်သွာလာမရအောင်ခန်းဆောင်နေရကိုလည်းတွေ့မြင်ရပါသည်။အီလီကန်တွင်အဓိကစီးဝင်နေတဲ့ချောင်းမကြီးလေးချောင်းဖြစ်တဲ့ညောင်ရွှေကန်းလန်းတွင်နတ်ကတ်ချောင်းပိုင်ပောင်းတွင်ရေပဲချောင်းတန်တောင်ချောင်းနှင့်အင်းတိန်ချောင်းတို့ရှိကြောင်းသိရပါသည်။၎င်းတို့နှင့်ပောင်းပိုင်းမှာရှိတဲ့ရေပဲချောင်းမှာ ခြောက်ကပ်နေတာကိုမြင်ရပြီးလမ်းစုံအထိရေခမ်းခြောက်နေကြောင်းသိရပါတယ်။ယခုနှစ်နွေရာသီပူပြင်းတာကြောင့်အင်းလေးကန်အတွင်းရေခမ်းခြောက်မှုပုံမှုဆိုးရွားလာမှာကိုဒေသခံများစိုးရိမ်နေကြပြီးအင်းလေးကန်အတွင်းရေချာနှုံးလေရခင်နှစ်ကာလများထက်ပုံမှုမြင့်ဆန်လာမှုရှိကြောင်းယခုထက်ပုံမှုကောင်းမွန်တဲ့နည်းလမ်းများဖြင့်ရေများကိုတားထားရန်လိုအပ်မှာဖြစ်ကြောင်းအကြံပြုကြပါတယ်။